တဲ့လုပ်ငန်းများရဲ့တမိုင်းစာတစ်သမားအားလုံးပဲမင်္ဂလာပါရှင် Miss Knowledge Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ခါမှာတော့ဟိုတယ်လုပ်ငန်းများစတင်ဖြစ်ပေါ်လာပုံနဲ့တမိုင်းကြောင်းကိုဗဟုသုတအနေနဲ့ဖော်ပြပေးသွားမှာပဲဖြစ်ပါရရှင်မိတ်ဆွေများရှင်ဒီနေ့ခေတ်မှာခရီးသွားလုပ်ငန်းရဲ့အရေးပါသောအစိတ်ပိုင်းတစ်ခုဖြစ်တဲ့ဟိုတယ်လုပ်ငန်းတွေဟာရှေးအကြဆုံးလို့တစ်ခုဖြစ်ပြီး BC 2000ခန့်ကတည်းကစတင်ခဲ့ရတယ်ဆိုရင်မိတ်ဆွေတို့အံ့ဩသွားကြမလားရှင် ဟုတ်ပါတယ်။လူများအတွက်နေထိုင်ရန်အနားယူရန်နဲ့အပန်းပြေရန်အဆင်ပြေသော နေရာများကို ဖန်တီးပေးတဲ့ဟိုတယ်လုပ်ငန်းတွေဟာတမိုင်းကြောင်းအရာရှေးကြပြီးလူရင်ကျင်းမှုနဲ့အတူဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်ရှင်။ရှေးဦးဟိုတယ်များ၏အစဟိုတယ်လုပ်ငန်းရဲ့မူလအစကိုရှေးခေတ် BC 2000ခန့်ကမက်ဆိုပိုတေးမီးယားနဲ့အီဂျစ်တို့မှာခရီးသည်များအတွက် နေထိုင်စရာနေရာများဖြစ်ရှိခဲ့တယ်လို့တမိုင်းမှတ်တမ်းများကဖော်ပြပါတယ်ရှင်။ ထုခင်များကဟိုတယ်ဆိုတာဟာရူရှင်သောအိမ်ယာများသာဖြစ်ပြီးခရီးသည်များအားအခြေခံအဆောက်အုံနဲ့အစားစာတွေလောက်သာပတ်မှုပေးနိုင်ခဲ့ပါတယ်။အလဲခိနှင့်ဥရောပတွင်ဟိုတယ်များ ဖွံ့ဖြိုးတိုးတက်လာပုံ။အလဲခိမှာတော့ဥရောပမှာခရီးသွားလာမှုပိုမိုများပြားလာတာနဲ့အမျှဟိုတယ်တွေကပိုမိုပြီးဖွံ့ဖြိုးလာခဲ့ပါတယ်။ခရီးသည်များအတွက်အင်းလိုခေါ်တဲ့ဧည့်သည်တက်ခွေရနေရာများပေါ်ပေါက်လာခဲ့ပါတယ်။ထို့နေရာတွေမှာတော့ဧည့်သည်တွေအတွက် အိတ်ဆရာအစားအစာနေရာများနဲ့မြင်းနေထားဖို့နေရာတွေပါပံ့ပိုးပေးခဲ့ပါတယ်။ခေတ်သစ်ဟိုတယ်လုပ်ငန်းဤတမိုင်းစဆရှိရာစုနဲ့19ရာစုမှာတော့စက်မှုတော်လှန်ရေးတွေပေါ်လာတဲ့နောက်ပိုင်းဖီးသွားလုပ်ငန်းဟာပုံမှန်ပြီးတိုးတက်လာခဲ့ပါတယ်။1829ခုနှစ်မှာဆိုရင်ပထမဆုံးခင်မီဟိုတယ်ဖြစ်သော Tremont House Hotel ကို American နိုင်ငံ Boston မြို့မှာတည်ဆောက်ခဲ့ပါတယ်ရှင်။အဲဒီဟိုတယ်မှာတော့ကိုယ်ပိုင်ရေချိုးကန် ခန့်ဝန်ဆောင်မှုနဲ့အစင်းမြင့်စားတောက်ဆိုင်တွေပါပါဝင်ခဲ့ပါတယ်ရှင်20ရာစုနဲ့ဟိုတယ်လုပ်ငန်းများဤအရှိတ်ခုံ20ရာစုမှာတော့ဟိုတယ်လုပ်ငန်းတွေဟာအလုံးအမင်းဖွံ့ဖြိုးတက်ကိုဖွံ့ဖြိုးလာခဲ့ပါတယ် Conrad Hilton JW Marriott စရှိတဲ့ဟိုတယ်လုပ်ငန်းကြီးတွေပေါ်ထွန်းလာခဲ့ပြီး Hilton Marriott Hyatt ကဲ့သို့သောနိုင်ငံတကာဟိုတယ်ကွန်ရက်များပေါ်ပေါက်လာခဲ့ပါတယ်ယနေ့ခေတ်မှာဆိုရင် ကျင်းကားပွင့် 5-star hotel ကြီးများ boutique hotel များ Airbnb စတဲ့ kimmy hotel ပုံစံများစွာပေါ်ထွန်းလာခဲ့ပြီးပဲဖြစ်ပါလေရှင်။ပြည်သူများရှင် hotel လုပ်ငန်းဆိုတာကတော့ရှေ့ခေတ်ကနေစပြီးယနေ့ခေတ်ထိလူမှုစည်းဘဝဘဝနဲ့ခရီးသားလုပ်ငန်းအတွက်အရေးပါသောအခန်းကဏ္ဍမှာပါဝင်နေပါလေရှင်။မိပညာတိုးတက်မှုနဲ့အတူဟိုတယ်များဟာလည်းပုံမှန်ခင်မီလာပြီးဧည့်သည်များဤလိုအပ်ချက်များကိုဖြည့်ဆည်းပေးလျက်ရှိပါတယ်ရှင်။ အနာဂတ်မှာတော့ဟိုတယ်လုပ်ငန်းတွေဟာပုံမစမ်းသစ်တည်ထွင်လာမယ်ဖြစ်ပြီးခရီးသွားဧည့်သည်များအတွက်ပုံမကောင်းမွန်သောအတွေ့အကြုံများဖန်တီးပေးနိုင်မယ်လို့လည်းညွှန်လင်းရပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ပါတယ်ရှင်။နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Miss Knowledge Channel လေးကို Like and Follow လေးနဲ့ Subscribe လုပ်ပေးကြဖို့မေးကြပါနဲ့အုံးတော့အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင်။